အားလုံးပဲမင်္ဂလာပါကျွန်တော်ကလွင်မဲဖြစ်ပါတယ်အခုဗီဒီယိုမှာတော့ Minecraft ထဲမှာပုံမှန်မြင်တွေ့နေကြအင်ဂျင်ညွန်ရောင်းတဲ့ villager တွေမျိုးပဲညီရခဲတွေ့ရခဲတဲ့ sharp villager တွေကြောင့်ပြပတ်သွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုမစခင်မှာကျွန်တော်ရဲ့ channel ကို like ရ subscribe လုပ်ခဲ့ဖို့မိတ်ပါနဲ့အပန်းမကြီးရင်ဗီဒီယိုတွေလည်း VPN link နဲ့ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဆိုတော့ဆက်လိုက်ကြရအောင်ပထမအဆုံးပြောပြမယ့် villager ကတော့ swan live variant လို့ခေါ်တဲ့ villager ပဲဖြစ်ပါတယ်ဒီကောင်ကတာမန်မြင်တွေ့နေရဖြစ်တဲ့စာကြီးတိုင်းမူရင်းနဲ့တူတာဆိုတော့တူပါတယ်။ဒါပေမဲ့ဒီကောင်ကတော်ပါရှင်ပါ ဒီကောင်ဘေးနေရာမှာတွေ့ရလဲဆိုတော့စွန့်ပိုင်ုံမီလို့ခေါ်တဲ့တောရင်းရရှုံလုံတော်တွေမှာပဲတွေ့ရတတ်ပါတယ်။ဘာလို့လူသူမရှိတဲ့ရှုံလုံတော်တွေမှာစားကြည့်လိုက်မှုဖြစ်နေရလဲဆိုတော့ကျွန်တော်လည်းမပြောတတ်ပါဘူး။ဆိုတော့စွန့်လိုက်ဗီရီယံဗီလီဂျာတွေကိုတွေ့ကျင်နေဆိုရင်တော့စွန့်ပိုင်ုံမီလို့ခေါ်တဲ့တောရင်းရရှုံလုံတော်တွေမှာတွေ့ရှာလို့ရပါတယ်။စွန့်ဟတ်လို့ခေါ်တဲ့အဆောက်အဦမှာတွေ့နိုင်ပါတယ်။ထူးခြားတာကတော့ဒီကောင်နေစီကနေမန်နီလိုမျိုးရှားပတ်အချမ်းမန်တွေဝယ်ယူလို့ရပါတယ်။ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီကောင်တွေရှုံလုံတော်တွေမှာတွေ့ရောက်ရှာဖွေပြီးတော့ဝယ်ယူလို့ရပါတယ်။နောက်တစ်ယောက်ကတော့ Jungle Villager ပါ။ ီကောင်လေးရဲ့ပုံစံကတော့လူရိုင်းလူလူတာဇန်လူလူဖြစ်နေတတ်ပါတယ်အဲ့ဒါကြောင့်ဒီလိုတာဇန်ဗီလေဂျာတွေကိုတွေ့ကျင်နေဆိုရင်တော့ဂျန်ငယ်ပိုင်ယုံမီလို့ခေါ်တဲ့ထူထပ်တဲ့တစ်တော်တွေရဲ့မှာတွားရှာလို့ရပါတယ်။ဒါပေမဲ့ဒီလိုထူထပ်တဲ့တစ်တော်တွေရဲ့မှာဗီလေဂျာမျိုးစစ်ရှိရလို့တော့မကြောက်ဘူးပါဘူး။အချို့သူတွေပြောတာကတော့ဒီဂျန်ငယ်ဗီလေဂျာကိုမြင်ရင်လည်းဆိုရင်ဇွန်မီဗီလေဂျာကိုဖမ်းပြီးဂျန်ငယ်ထဲမှာကုသပေးလိုက်ရင်ဒီလိုရှားပါးတဲ့ဂျန်ငယ်ဗီလေဂျာတွေကိုတွေ့ရနိုင်တယ်လို့ပြောပါတယ်။ဆိုတော့ဒီလိုတော်ရီယာတာဇန်ကောင်ဗီလေဂျာလေးတွေကိုတွေ့ကျင်နေဆိုရင်တော့ကိုရိုင်းစန်းကြီးကပြောချင်ပါတယ်။ နောက်တစ်ခုကတော့ခုနကျွန်တော်ပြောခဲ့တဲ့ zombie villager ပါဒီကောင်တွေကတော့အားလုံးနဲ့မဆိုင်လို့ကျွန်တော်ထင်ပါတယ်ဘာလို့ဆိုဒီကောင်တွေကဆိုင်နေလို့ပါဆရာဒီကောင်တွေကိုအားလုံးမြင်မှုကြမယ်ထင်ပါတယ် zombie villager ရဲ့ပုံစံကတော့စုပ်ပြတ်တက်နေတဲ့ဝက်စားတွေနဲ့ zombie ဖြစ်တဲ့အတွက်တကူလုံးအဆင်းရောင်တန်းနေပါတယ်ဒီကောင်တွေကိုပုံမှန် villager ဖြစ်အောင်ပြန်ကူတလို့ရပါတယ်ပုံမှန်ဗီလေဂျာပြဖြစ်စေခြင်းတော့ဒီကောင်တွေကိုဖမ်းပြီးပါဇက်ကိုဖျက်ပြီး weakness position နဲ့ golden apple ကျူးလိုက်ရင် zombie villager ကနေပုံမှန်ဗီလေဂျာပြန်ဖြစ်လာပါလိမ့်မယ်ဒီကောင်တွေပုံမှန်ဗီလေဂျာပြဖြစ်သွားရင်တခြားဗီလေဂျာတွေထက်အင့်ဘုံသဘောမနှောရမ်းကောင်းပါလိမ့်မယ် ပြီးတော့တင်းတော့ဆိုရင်ပစ္စည်းတွေကို special discount ချပြီးတော့ရောင်းပေးပါလိမ့်မယ် villager ရဲ့မှာလည်းတင်းတို့လုံးမရှိ gain မရှိကောင်တွေပါပါတယ်အဲ့ဒါကတော့ network villager ပါဒီကောင်တွေကိုရွာတိုင်းမှာတယောက်နှစ်ယောက်သာတွေ့တတ်ပါတယ်ထူးခြားချက်ကတော့ဒီကောင်တွေအခြား villager တွေလို့ဘာပစ္စည်းမှမရောင်းပါဘူးဘာဖြစ်လို့လဲဆိုရောင်းစရာပစ္စည်းရောအလုပ်ရောမရှိလို့ပါဒီကောင်တွေရဲ့ပုံစံကတော့အစိမ်းရောက်အင်ကြီးဝတ်ထားလို့ရှိတတ်ပါတယ်ဆိုတော့ဒီကောင်တွေကိုတွေ့ရင်ဒီကောင်တွေစီကနေဘာပစ္စည်းမှဝယ်ဖို့မကြိုးစားပါနဲ့ဒီကောင်တွေကလည်းရောင်းပေးမှာမဟုတ်ပါဘူး ူနဲ့အတူတူတနေကုန်ရွာထဲလျှောက်သွားပြီးအလာပါတလာပါပြောလို့တော့ရပါတယ်။နောက်တစ်ယောက်ကတော့ Wandering Trader ပါ။ဒီကောင်ကတော့အလုံးတိကြမယ်ထင်ပါတယ်။အပြာရောင်ဝိယုံကြီးနဲ့လာမနှကောင်လက်ကဆွဲထားပြီးဘေးရရောက်လာမှန်းမသိရောက်လာတတ်ပါတယ်။ဒီကောင်ကဘလူပေါ်ပြီးတော့ဘလူရောက်လာမှန်းဘယ်သူမှမသိပါဘူး။သိရင်လည်းကော့မတ်မှာပြောသွားလို့ရပါတယ်။ဆိုတော့ဒီကောင်ကအချိန်တိုင်း spam မဖြစ်ဘဲနဲ့တခါလေမှရွာထဲကိုရောက်လာပြီးရှာပတ်ပစ္စည်းတွေကိုရောင်းတတ်ပါတယ်။ဒီကောင်ကနေ ice block, coral blurry, slime boring နဲ့အခြားရှာပတ်ပစ္စည်းတွေကိုယူလို့ရပါတယ်။ ဆိုတော့ဘရိုတို့ကရှားပတ်ပစ္စည်းကိုဝယ်ချင်တာဆိုရင်ဒီကောင်းလေးအလောက်စောင့်ပြီးဝယ်လို့ရပါတယ်ဒီကောင်းလေးကိုသဘာဝတိုင်းတွေ့နိုင်မဲ့နီးလန်းကတော့ထိုင်စုတောင်းနေဖို့ပါပဲအဲ့ဒါဆိုရင် Wandering Treeter Villager ကလာမနှကောင်လက်ကဆွဲပြီးရောက်လာပါလိမ့်မယ်အခုကျွန်တော်ပြောပြသွားတဲ့ရှားပတ် Villager ရဲ့ Span Code တွေကိုတော့ကျွန်တော်ရဲ့ Telegram Channel မှာတင်ပေးထားပါတယ်အဲ့ဒါကြောင့် Telegram မှာအလွန်ငိမ့်ပြီးလို့ရိုက်ရှာပြီးတော့ဝင်လာလို့ရပါတယ်တင်းရ Span Code တွေကိုလိုချင်တာပဲဖြစ်ဖြစ်ပြင်းလို့ပဲဖြစ်ဖြစ်ရုပ်ချောက်လို့ပဲဖြစ်ဖြစ်ဝင်လာလို့ရပါတယ်အများအားတကောက်ဝင်ထားပါတယ် ဆိုတော့ခုဗီဒီယိုကဒီလောက်ပါပဲဗီဒီယိုထဲမှာမပါတဲ့အခြားရှားပါဗီလေဂျာတွေရှိရင်လည်းပြပြပေးသွားလို့ရပါတယ်အဆုံးတကြီးပဲအတွက်အားလုံးကျေးဇူးတူတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်ကတော့လွင်ပါ